ဥရောပတိုက်ရှိပိုင်းရဲ့တောအုပ်တစ်ခုမှာတကင်စီကနေဝက်တကောင်ကလုအောင်ထွက်ပြေးနေပါတယ်။ဒေါ်တယ်မှာငတ်သေးတာထက်လူဒီစီမှာကျွန်တယောက်လိုနေထိုင်ရတာကိုမနစ်သက်ပါဘူး။လန်တန်နီယာမှာတော့နိုင်ငံခြားသားဝေမင်းကတကားမှမတွေ့ဘူးတဲ့သူ့အဖေကိုရှာဖို့ကားနဲ့ခရီးထွက်လာပါတယ်။အဲ့ဒီနိုင်ငံရဲ့ဇကားကိုလည်းမပြောတတ်တဲ့အတွက်သူ့အဖေရဲ့ပုံကိုပြပြီးတွေ့ဘူးတာဟုတ်မဟုတ်လိုက်မေးကြည့်ပါတယ်။တပုံကအောက်ကိုပြုတ်ကျသွားလို့ငုံကြည့်နေတဲ့အချိန်မှာဘွားကနေထွက်လာတဲ့ဝက်ကိုတိုက်မိသွားပါတယ်။ဝက်ကိုကောက်လိုက်တဲ့အခါမှာမသေးသေးတာတွေ့လိုက်ပါတယ်။ဒါနဲ့ပဲဝက်ကိုတင်ပြီးအကူကြီးတောင်းဖို့ကြိုးစားပါတယ်။ဒိုးဆန်တစ်ခုကိုရောက်သွားတဲ့အခါမှာပိတ်ထားတဲ့အတွက်အနာ ားမှာလူရှိမရှိကြည့်လိုက်ပါလေဝက်ကိုကြည့်လိုက်တဲ့အခါမှာတေဆုံးသွားတဲ့အတွက်အနားကနေတောအုပ်ထဲမှာတွင်းတစ်ခုတူပြီးမြုပ်လိုက်ပါပြီရုတ်တရက်ဆိုသလိုအတန်တန်ကိုကြားလိုက်ရတဲ့အတွက်ကြည့်လိုက်တော့လူတစ်ယောက်ကိုတွေ့လိုက်ပါလေအဲ့ဒီလူကသူ့ကိုကြည့်ပြီးနောက်မှာအော်ဟစ်ကထွက်ပြေးသွားပါလေသူ့ရဲ့အတန်ကြောင့်ပဲတေဆုံးပြီလို့ထင်လိုက်တဲ့ဝက်ကပြန်ထလာပါလေဝက်ကိုသေးပြီးကားစီးသွားတဲ့အချိန်မှာအမောင်တူထဲကနေမက်ကြီးဆိုတဲ့မိန်းမတစ်ယောက်ထွက်လာပါလေမက်ကြီးကသူ့မရဲ့ဝက်ဖြစ်ကြောင်းပြောလာတာကြောင့်တိုက်မိတဲ့အတွက်တောင်းပန်စကားပြောပြီးမက်ကြီးကိုအိမ်ပြန်လိုက်ပို့ပေးပါလေဝင်းမြွေချံကိုရောက်သွားတဲ့အခါမှာဝက်ကမက်ကြီးစီကိုမပြန်ကျင်လို့သူ့နားကပ်နေပါလေအဲ့ဒီနောက်ဝက်ကို တခြားဘက်တွေရှိရာပို့လိုက်ပြီးတဲ့နောက်ဝေမင်းကိုဧည့်ခံတဲ့အနေနဲ့အစားတောက်တွေကိုတွေးပါတယ်ဝေမင်းကိုအခန်းတစ်ခုပေးပြီးတညတာအနားယူခိုင်းပါတယ်မနက်မိုးလင်းတဲ့အခါမှာမက်ကြီးကကောင်းကင်ကိုမော့ကြည့်ပြီးအခုလိုမျိုးလက်ဆောင်ကောင်းကောင်းလေးပို့ပေးလိုက်တဲ့အတွက်တိတ်ဆုံးသွားတဲ့အမေကိုကျေးဇူးတင်နေပါတယ်တနင်္လာနေ့လောက်ကြာတဲ့အခါမှာဝေမင်းကအိယာကနိုးလာတော့မက်ကြီးရဲ့အဖေနဲ့ကိုယိုးတို့ကသူ့ကိုစူးစိုက်ကြည့်နေတာတွေ့လိုက်ရပါတယ်သူတို့ဘာသာစကားကိုနားမလည်နိုင်ဖြစ်နေတော့ကိုယိုးကဝေမင်းကိုမေးသွားအောင်တီးထစ်လိုက်ပါတယ်အဲ့ဒီနောက်မွေးမြူရေးခြံထဲကိုခေါ်သွားပြီးလေပေးမှလေပတ်တက်ပြီးချင်းချိုးနဲ့တွဲလိုက်ပါတယ်ကိုယိုးကတော့မက်ကြီးရဲ့နှလုံးသားကိုဝေ င်းမင်းကရရှိသွားမှာစိုးရိမ်နေမိပါတယ်။ဒါကြောင့်ဦးစင်းကိုသူတို့ရဲ့မွေးမြူရေးချံဖျက်ဆီးမဲ့သူသူတို့ကိုတိုက်ခိုက်အောင်လုပ်မဲ့သူလို့ပြောပြီးဝက်တကောင်လိုသားဆက်ဆံခိုင်းပါတယ်။ဦးစင်းကဘာမှပြန်မပြောတဲ့အတွက်ကိုယိုးကစိတ်ဆိုးပြီးဝင်းမင်းကိုကန်ပါတယ်။မကြီးကကိုလုံးတီဝင်းမင်းကိုအိတ်လို့ရအောင်ကောက်ရိုးတွေနဲ့အိတ်ရလေးတစ်ခုလှုပ်ပေးပါတယ်။ဝင်းမင်းကတော့သူ့ရဲ့ချင်းချိုးနေရာကနေပြုတ်ထွက်သွားအောင်ယုံကြည်ပါတယ်။ယုံနေတာကိုမကြည့်နိုင်တော့တဲ့ဦးစင်းကသူ့ကိုလာရိုက်ပါတယ်။မနဲ့မိုးလင်းတော့ဝင်းမင်းကအေးဆက်ပြီးနာကျင်တဲ့အခြေအနေနဲ့နိုးလာပါတယ်။မကြီးတို့သားဖကရွံစရာကောင်းတဲ့စားသောက်ကိုယူလာပါတယ်။ပုံးတို့ပုံးမှာဝက်စာထည့်ပြီးတဘုံမှာတော့သူ့ တွက်ရွံစရာစားစာတွေထည့်ထားပါတယ်။သူ့ကိုဝက်တွေကိုစာကျွေးခိုင်းပြီးဝက်ကိုစာကျွေးရင်သူစားဖို့အစားတောက်ရမယ်လို့ပြောပါတယ်။ဦးစိန်ကတော့သူ့ကိုရိုက်ဖို့အတွက်စင်တဲ့ပြင်နေပါတယ်။ဝေမင်းကသူ့ကိုပြောသမျှကိုမလုပ်ချင်တဲ့အတွက်ပုံးကိုကံပြစ်လိုက်တဲ့အခါမှာဦးစိန်ကရိုက်ဖို့လုပ်ပါတယ်။မကြီးကတားထားတဲ့အတွက်အစာငတ်အောင်ထားဖို့ဆုံးဖြတ်ပါတယ်။ညနေလာတဲ့အခါမှာဝေမင်းရဲ့ရှေ့မှာလူစားတဲ့အစားတောက်တွေကိုထားပြီးလက်လန်းမမီအောင်လှုပ်သွားပါတယ်။ဝေမင်းကကြိုးစားယူပေမဲ့လက်လန်းမမီတဲ့အတွက်ဝက်ကတီးသွားပါတယ်။နောက်နေ့မှာတော့ဝေမင်းကိုကိုရိုးရဲ့ဘောစီတွေဖြစ်တဲ့ဥဖြူနဲ့ဥမှန်တို့ကလာကြည့်ပါတယ်။ဥဖြူနဲ့ဥမှန်တို့ကဝက်ကိုဝဲဖို့လာရင် င်းနဲ့ဝေမင်းကိုတွေ့သွားတဲ့ခါမှာဝေဖို့လောက်ပါတယ်ကိုယိုးကအခုလိုမျိုးခိုင်းတာလုံနေရတဲ့သူ့နေရာကိုဝေမင်းကအစားဝင်သွားမှစိုးရင်တဲ့အတွက်ဝေဖို့ကိစ္စကိုသာကန့်ကွက်ပါတယ်တကယ်တော့ဦးဖြူနဲ့ဦးမှန်ကကိုယိုးရဲ့အဖေနဲ့ဦးလေးဖြစ်ပေမဲ့ကိုယိုးကိုကြုံတယောက်လို့သာဆက်ဆံတာပါနောက်ဆုံးကြတော့လေဦးဖြူနဲ့ဦးမှန်တို့ကဝက်တွေကိုဝဲပြီးပြန်သွားပါတယ်အဲ့ဒီနေ့ညလေမှာကိုယိုးကချိုးတွေကိုဖြီးပေးပြီးတော့ဝေမင်းလှုပ်အောင်ကူညီပေးပါတယ်အဲ့ဒီအချိန်မှာမတ်ကြီးကရောက်လာပြီးတားဖို့လို့တော့ကိုယိုးနဲ့မျက်နှာချင်းဆိုင်တွေ့ပါတယ်အဲ့ဒီနောက်ကိုယိုးကိုပြုတ်ပြုတ်ပေးမယ်လို့မျှော်ဆွယ်ပြီးတော့ခေါ်သွားလို့ဝေမင်းနောက်ကနေလိုက်ပါတယ်ကိုယိုးကမတ်ကြီးကိုလဲပင်းညှစ်နေတဲ့အချိန်မှာ ဝေမင်းကပြန်ရောက်လာပြီးကူညီပါတယ်အဲ့ဒီနောက်ဦးစင်းကတနက်တလက်နဲ့ရောက်လာပြီးရန်ဖြစ်တာကိုခွဲလိုက်ပါတယ်နောက်တနေ့မနက်မှာတော့မကြီးကသူ့ကိုကဲတင်ပေးခဲ့တဲ့အတွက်ဝေမင်းကိုကျေးဇူးတင်စကားပြောပြီးသူ့ကိုအစားအစာတွေပေးပါတယ်ဝက်ချန်လေးကိုဖမ်းခေါ်ဖို့သူ့ကိုမြှူဆွဲခဲ့တဲ့အတွက်ဝေမင်းကအပြစ်တင်ပါတယ်မကြီးကတော့ဝေမင်းကသာသူ့ကိုကားပေါ်တက်စီးဖို့စခေါ်ခဲ့တာသာဖြစ်ကြောင်းပြန်ပြောပါတယ်အဲ့ဒီနောက်မှာတော့ဝေမင်းကမကြီးတို့ခိုင်းတယ်လို့လုပ်ဖို့ဆုံးဖြတ်လိုက်ပြီးဝက်ပြူစုစောင့်ရှောက်ရေးဝင်လုပ်ပါတယ်ဒါကြောင့်မေဝေမင်းရဲ့လေဘေးကချင်းချိုးကအရှိကြီးဖြစ်လာပြီးနေအောင်ကြီးကိုခန်းလို့ရသွားပါတယ်ဦးစင်းကထင်းခုတ်ခိုင်းပြီးတဲ့နောက်ပါတီလုပ်ဖို့ ဝတ်သက်ခန်းခဲ့ပြီးမြဝေမင်းကမတက်ရဲတဲ့အတွက်သူကိုယ်တိုင်ပဲလှုပ်လိုက်ပါတယ်ထူချလို့ပြဲသွားတဲ့ဝက်ရဲ့ကလီစာရီနဲ့သွေးတွေကိုဝေမင်းကကောက်ပါတယ်ယုတ်တရက်ဆိုသလိုဝက်ရဲ့ပစက်ကနေအမေးလို့လူစကားပြောတာကိုကြားလိုက်ရတဲ့အတွက်အယံလံပြီးထွက်ပြေးပါတယ်အဲ့ဒီနောက်ယွန်လုံးနဲ့အတွက်ထိုးအံပါတယ်မကြီးကလည်းဝေမင်းကိုဝက်တကောင်လိုပဲရေချိုးပေးပါတယ်အဲ့ဒီနောက်ပါတီပွဲမှာအားလုံးမနာလို့ဖြစ်အောင်လုပ်ဖို့အဝေးစားလှလှလေးတွေဝေပေးပြီးတော့ခေါ်သွားပါတယ်လူတွေနဲ့အတူတူဝေမင်းကစားကောင်းတောက်ကောင်းတွေကိုစားခွင့်ရပါတယ်ဒီအချိန်မှာကိုယိုးကတော့တောင်းတစ်ခုမှခွေးတကောင်လိုနေနေရပါတယ်ဒင်နာပြီးသွားတဲ့အခါမှာတချင်းလေးတွေဖွင့်ပြီးကနေကြတဲ့အခါမှာဝေမင်းနဲ့မကြီး တို့ကိုကြည့်ပြီးကိုရိုးကမနာလိုဖြစ်လာပါတယ်။ဥဖြူနဲ့ဥမှန်တို့ကသူ့အနားကိုရောက်လာပြီးအကြံတွေကိုကျွေးတဲ့အခါမှာခွေးလိုဟောင်ပြရပါတယ်။ခွေးကိုခွေးလိုနေကင်ပြီးသူတို့ကပြန်သွားပါတယ်။အဲဒီနောက်ဝေမင်းနဲ့မက်ကြီးတို့အတူတူကနေတာသူကဝင်ခဲပါတယ်။ဝေမင်းကလည်းပါတီမှာမနေချင်တော့တဲ့အတွက်ဝက်ချန်တွေကိုပြန်ရင်းခွေးတကောင်ကိုတွေ့လို့ခွေးလိုဟောင်လိုက်ပါတယ်။ဒီချိန်မှာခွေးအိမ်တဲကကိုရိုးကထွက်လာပြီးဟောင်ပါတယ်။ဝေမင်းကအနီးနားကိုတွားရင်းသူ့ကားကိုတွေ့လို့အထဲဝင်သွားပြီးကားဆက်နှိုးကြည့်ပါတယ်။ချင်းချိုးတန်းလန်းဖြစ်တဲ့အတွက်ဝေးဝေးကိုတွားလို့တော့မရပါဘူး။ကားတန်ကိုကြားလိုက်တဲ့အတွက်မက်ကြီးကရောက်လာပြီးထွက်ပြေးဖို့ကြိုးစားနေတယ်လို့ယူဆတဲ့အတွက်ချင်း င်းကျိုးကနေတဆင့်ခြံသေးကိုဆွဲခေါ်သွားပါတယ်ချင်းကျိုးရှိနေတဲ့အတွက်ထွက်ပြေးလို့မရနိုင်တာကိုသိကြောင်းဝင်းမင်းကပြောပါတယ်ဦးစိန်ကတော့အားလုံးရဲ့ရှိမှသူ့ကိုရိုက်နှက်ပြီးအပြစ်ပေးတာကြောင့်တညာလုံးနာနာကျင်ကျင်နဲ့အိတ်လိုက်ရပါတယ်နောက်နေ့မနက်မှာတော့ဝင်းမင်းကကျိုးနဲ့အချီခံထားရတဲ့အတွက်လှုပ်လို့မရတော့ပါဘူးကိုရိုးနဲ့တခြားသူတွေကတော့ဝက်တီကိုဝယ်ပါတယ်သူကားနဲ့တိုက်ခံခဲ့ရတဲ့ဝယ်လေးကပလေယာယူလာပေးတဲ့အတွက်အရာတွေကိုသုံးပြီးချင်းကျိုးကိုလွတ်မြောက်အောင်လှုပ်လိုက်ပါတယ်ကားပေါ်တက်ပြီးတဲ့နောက်မှာဝယ်လေးနဲ့ဒူဒူထွက်ပြေးဖို့လှုပ်ပါတယ်ရုတ်တရက်ဆိုသလိုပဲကားကမှောက်သွားတဲ့အတွက်သူတို့တွေကအပြင်ကိုထွက်ပြေးပါတယ်ဒါကိုမြင်လိုက်ရတဲ့အတွက်တခြားဝက် တီကပါသူတို့နောက်ကိုလိုက်ပါတယ်ဒီတရင်ကိုမချေးချတဲ့ခါမှာအရန်ဝမ်းနေသွားပါတယ်သူတို့သားဖကဝင်းမင်းကိုရှာဖို့တောအုပ်ထဲကိုသွားပါတယ်ဝင်းမင်းကတော့ရောက်တဲ့ရာရာကိုပြေးရင်နဲ့ကျွင်းတစ်ခုတည်းကိုကြာသွားပါတယ်ဝက်ကလေးကကြိုးတစ်ချောင်းယူလာပြီးသူ့ကိုကဲတင်ကလဲဘက်ကိုပြုတ်အောင်ကူညီပေးပါတယ်ဒီအချိန်မှာတခြားဝက်တီကပါသူ့အနားကိုရောက်လာပါတယ်ဝင်းမင်းဟာဝက်တီရဲ့ကောင်းဆောင်လို့ပို့ဆုံးဖြတ်လိုက်ပြီးတောအုပ်ထဲကိုစောင့်ရှောက်ပြီးခေါ်သွားပါတယ်အဲ့ဒီအနီးနားမှာပဲဝင်းပလီတန်တွေကိုလည်းကြားရတဲ့အတွက်ခဏနားရင်းနဲ့သူတို့မှရှိတဲ့ပြဿနာတွေကိုပြောကြပါတယ်တွားရင်တွားရင်ကွင်းပြေတစ်ခုမှာအမိုက်ပုံကိုတွေ့လို့ဝက်တီကအစားအသောက်တွေကိုရှာဖွေစား ားတောက်ကြပါလေဝင်မင်းကသူ့ဘဝအကြောင်းကိုပြန်စင်းစားမိပါလေအဖေကိုလာရှာပေမဲ့မတွေ့ခဲ့သလိုအိမ်ပြန်ဖို့လည်းခွန်အားမရှိပါဘူးအိမ်မှာလည်းသူ့ကိုစောင့်နေမဲ့သူတတိယမဲ့သူတယောက်မှမရှိပါဘူးဒီအချိန်မှမဲ့ကြီးကတော့ဝင်မင်းကြောင့်တွေးရင်သူ့မစီပြန်လာဖို့မျှော်လင့်နေပါလေညဘက်ရောက်တော့ဝင်မင်းကဝက်တီနဲ့တူတူစကားပြောရင်ငိုချင်လာပါလေဝက်တီကတော့မက်ကြီးလိုရေရွတ်ပါလေဝင်မင်းတတိယနေတာကမက်ကြီးဆိုတာဝက်တီကသိနေတာပါရုတ်တရက်ဆိုသလိုဝင်မင်းကဝင်းပလီတန်တွေကိုကြားလိုက်ရတဲ့အတွက်မက်ကြီးတို့အိမ်ကိုသာပြန်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်မနဲ့မိုးလင်းတော့ဝင်မင်းကဝက်တီကိုခေါ်ပြီးဝက်ချန်တွေကိုပြန်ကြပါလေအတူတူနေကြဖို့ပြန် လာတဲ့အခါမှာတနက်တန်ကိုကြားလိုက်ရပါတယ်။ဦးစိတ်နဲ့ဦးဖြူဦးမှန်တို့ကတနက်တွေနဲ့လိုက်ရှာနေတာပါ။ကိုရိုးကိုလည်းအနက်ခံခိုင်းပြီးလိုက်နေပါသေးတယ်။ကိုရိုးကဝေမင်းတို့ကိုတွေ့တဲ့အခါမှာဦးစိတ်ကလည်းတွေ့သွားပါတယ်။လိုက်ရှာနေတဲ့လူမှန်သမျှကဝေမင်းကိုတနက်တွေနဲ့ချိန်နေတဲ့အချိန်မှာကိုရိုးကတနက်ကိုလူလိုက်ပါတယ်။ရုံရင်ဆက်ကဖြစ်တဲ့အချိန်မှာဝေမင်းကပြောင်းမှုပင်လေးထဲကိုထွက်ပြေးသွားပါတယ်။ဝက်တီကဒဏ်ရာရသွားတဲ့ဦးစိတ်ရဲ့ဒဏ်ရာကိုရက်နေပါတယ်။ဒါကြောင့်ဝေမင်းကဦးစိတ်ကိုတဲပြီးဝက်ချံကိုပြန်ပါတယ်။သူ့ကိုကူညီခဲ့တဲ့အတွက်ဦးစိတ်ကလူတစ်ယောက်လိုဆက်ဆံဖို့ဆုံးဖြတ်လိုက်ပါပြီ။အသက်တကယ်ကျေးဇူးရှင်ဖြစ်တဲ့အတွက်သူသမီးနဲ့လက်ထပ်ဖို့လည်းသဘောတူလိုက်ပါတယ်။ ။မက်ဂျီကဒံယာတဲကထွက်လာတဲ့ကြီးစံကိုသူမရဲ့ညီမလေးတွေထိတ်လိုက်ပြီးတဲ့နောက်ဝင်းမင်းကိုနှိုက်ယူခိုင်းပါတယ်။နယောက်သားလက်ထပ်ဖို့ကိစ္စကိုပြောနေတာကိုဝက်ကလေးမြင်သွားပါတယ်။အဲ့ဒီညမှာပဲနယောက်သားကရေနံတူးဖို့အစာပြိုးနေတဲ့ချိန်မှာခွေးဟောင်တန်ကြားလို့အပြင်ကိုထွက်လာပါတယ်။သူတို့ရဲ့ဝက်ချံကမီးတွေလောင်နေတဲ့အတွက်ဝင်းမင်းကအထဲကဝက်တွေကိုကယ်ဆယ်ပါတယ်။မီးရှို့လိုက်တဲ့သူကတခြားသူမဟုတ်ပဲကိုရိုးဖြစ်နေတာပါ။ကိုရိုးကဝင်းမင်းနဲ့တိုက်ခိုက်တဲ့အခါမှာမျက်လုံးနှိုက်ခံရပြီးအီစိမ့်အောက်ခံလိုက်ရပါတယ်။ဝက်တော်တော်များများကလွတ်သွားပေမဲ့တချို့ဝက်တွေကတော့မီးတန်လန်းကြီးနဲ့ထွက်ပြေးနေရပါတယ်။ရက်တော်ကြားတဲ့အခါမှာဝင်းမင်းနဲ့မက်ဂျီတို့ကဖျားကြောက်မှာမင်္ဂလာ များဆောင်လိုက်ကြပါတယ်။ဥဖြူနဲ့ဥမှန်တို့ခြံကကြံငတ်တကွေးယောဂါကြောင့်ဝက်ဒီအားလုံးသိပြီးစီးပွားရေးပျက်စီးသွားပါတယ်။တမီလင်ယူသွားတာကိုကျင်းနဲ့နေတဲ့ဥစင်းကအဲ့ဒီညမှာနှလုံးဖောက်ပြီးဒေဆုံးသွားပါတယ်။ဝေမင်းနဲ့မကြီးတို့ကဝင်းမီဝေခြံကိုဒေချာကယူဆိုင်ကြပါတယ်။နောက်ပိုင်းမှာမကြီးကကိုဝင်းရှိလာပါတယ်။ဝေမင်းကဲခဲ့တဲ့ဝက်လေးကအသက်တော်တော်ကြီးလာခဲ့တဲ့အတွက်နှုတ်ဆက်ပြီးခြံထဲကနေလှုပ်ပေးလိုက်ပါတယ်။လွတ်လပ်သွားတဲ့ဝက်ကလေးရဲ့ဘဝကိုအားကျသွားတဲ့ဝေမင်းကသူ့ရဲ့ရည်မှန်းချက်တွေကိုအရှုံးပေးလိုက်တာကမြန်လုံးနေတယ်လို့တွေးမိပြီးခကြီးဆက်ထွက်ချင်လာမိပါတော့တယ်။လူကြီးမင်းတို့လည်းဝက်လိုမျိုးမနေချင်းရင်လမ်းကြုံလို့လူတင်ခေါ်တာမျိုးတွေမလုပ်ကြပါနဲ့။